ဇလန်းဆောက်မှာတော့ပန်းချံတစ်ခုထဲမှာကလေးလေးတွေဟာဆော့ကစားနေကြပါတယ်။အဲ့ဒီအချိန်မှာဆ ्याम မတယောက်ကကလေးတယောက်ကိုတန်ရှင်းလုပ်ပေးမယ်ဆိုကအင်သာတဲကိုခေါ်သွားပြီးအင်သာနောက်အရှောင်းမှာတော့ဆ ्याम မဖြစ်သူရဲ့မျက်လုံးတွေဟာအယောင်နေပြောင်းလဲသွားပါတယ်။ခဏကြာမှာတော့အင်သာတွေကနေအလေးနဲ့နေထွက်လာပြီးပန်းချံတစ်ခုလုံးလေးစင်နမောင်းဝင်ပြီးနောက်အင်သာကပြန်ပွင့်လာတဲ့အချိန်မှာတော့ဆ ्याम မဖြစ်သူနဲ့ကလေးဖြစ်သူဟာပျောက်သွားပါတယ်။ဒီအချိန်မှာဒင်းတယောက်ကတော့ဘီယာတွေဝယ်လာပြီးတချီတချီမြူးမြူးနဲ့အာလူကျော်စားရင်းနဲ့ကားမောင်းနေပါတယ်။ ဲ့အချိန်မှာလမ်းမေးမှာရုတ်တရက်ဆိုသလိုပေတီးပေစုံနဲ့ကက်စီယိုတွေ့လိုက်ရတာကြောင့်ကောက်ချစ်ချက်လိုက်ပြီးနောက်ပြန်ဆုပ်ကရှာကြည့်ပေးမယ်ဘာမှမတွေ့ရလို့စိတ်ချုပ်သွားပါတယ်ဒီလိုနဲ့မော်ဒယ်ကိုမိုင်းနန်နဲ့ပြန်လာတဲ့ဒင်းကိုဆန်အားဘာဖြစ်ခဲ့ရလဲမင်းနေပေးမယ်ဒင်းကတော့ဘာမှဖြစ်ခဲ့ဘူးလို့ပြောနေပြီးဆန်အားသူ့ဘက်မှာတော့တခုခုဖြစ်ကြောင်းနဲ့အဲ့ဒါကတော့မူချိုချောင်းသားလေးပြောက်သွားတာအဆလို့ဒူးတက်မှုတွေနဲ့ထူးဆန်းတဲ့အမှုတွေအကြောင်းရှင်းပြနေပါတယ်အခန်းတစ်ခုထဲမှာတော့ခရော်လီယာတမန်တော်တစ်ပါးကိုနှိမ့်ဆက်နေပြီးသူသိချင်တဲ့နာမည်တွေကိုရုတ်ခိုင်းနေပါတယ် တမန်တော်ကတော့သူတည့်ရနာမည်တွေအကုန်လုံးကိုပေးပြီးဖြစ်ပြီးပဲနောက်ဆုံးမွေးချက်တွေကတော့မမွေးသေးဘူးလို့ပြောတော့မှပဲခရိုလီယာတမန်တော်ကိုနောက်ဆုံးနေနဲ့တစ်ချက်ထိုးပြီးထွက်လာခဲ့လိုက်ပါတယ်အခန်းတစ်ခုထဲမှာတော့ပျောက်ဆုံးသွားတဲ့ခလီလီယာစားလို့ကျန်တဲ့သူတွေအကုန်လုံးရှိနေပြီးခရိုလီယာဖျားသခင်ရဲ့အမိန့်တော်ကျမ်းစာကိုဖတ်ခိုင်းနေပါတယ်ကဲဖေးဘက်မှာတော့သူအပြေရပြန်လာတိုင်းပိရိတ်နဲ့စီကြုံနေတဲ့အမိဖြစ်သူထရန်ကိုအုံအောင်နေနေစားချန်အတားစီတွေလုပ်နေရပါတယ် တိုင်လုံးလည်းစီးရိတ်တားတပြီးအစီအနေနဲ့အပြည့်ဖြစ်နေကလူလေအဆောင်ပေါင်းစုံရှိနေရကြအောင်စိတ်မပူပိုးတိုက်ပြောနေပေမယ့်ထရန်ကတော့အခုလိုမျိုးဟိုပုံးဒီပုံးဘွားမှာမနေကျင်တော့ပဲကန်ဗင်တကားလို့ဘူးရယ်နတ်ဆိုးနေပုံလို့ပြီးတော့ဒီကောင်တွေကိုပြန်မိတဲ့အချိန်ကြောင့်ပြောပါရယ်ကန်ဗင်ကတော့အဲ့ဖုံအတွက်ပါဝင်ပစ္စည်းတွေဟာရှားခက်ကြောင်ပြောနေပြီးထရန်ကတော့သူ WhatsApp တစ်ခုထဲမှာ data ဆိုတဲ့ software တွေချိတ်ဆက်ပြီးတော့ပစ္စည်းရေးချတာကြောင်ပြောနေက data ကိုဖုံးဆက်လိုက်ပါရယ် data တော့လက်ရှိမှာလိုအပ်တဲ့ပစ္စည်းတွေကိုရနိုင်ပြီဖြစ်ပြီးပစ္စည်းတွေကိုလိုချင်တော့သူ့ကိုဘလုံးနည်းတင်ပေးပါလို့ပြောပေးမယ် trial တော့ဈေးကိန်းတွေကသူတို့တွေခဏတာတွေ့ဆုံရောက်ဝယ်မှုမှာမိခွန်းတွေမမေးရဘူးဘာညာလုပ်လိုက်ပါတယ်ဒီချိန်တစ်ဖက်ကဒင်းမဲ့ဆန်ရောက်တော့မူချိုဆန်မစီကိုသွားပြီး FBI အယောက်ဆောင်ကစကားတွေပြောနေကြပြီဆန်မဖြစ်သူကတော့သူဟာခလေးနဲ့အတူအိမ်သာကိုသွားနေတဲ့အချိန်မှာသတိမေ့ပြီးတော့ဘာမှမမီတော့ကြောင်းနဲ့သူပြန်သတိရလာတဲ့အချိန်မှာအဲ့နေရာနဲ့ခတ်ဝေးမှာပဲပြန်ပြီးနိုးလာတာဖြစ်ကြောင်းပြောပါတယ်အဲ့ဒီအချိန်မှာဆန်ဟာဖုန်းဆက်ကြောင်ဆောင်ပြီးနေဆိုးနေကတာကိုယူလိုက်တာဒင်းကလည်းအချိန်ဆိုးတဲ့အနေနဲ့ဆရာမကိုပေါက်တက်ကြရနေမိနေပါတယ် ဒါမဲ့ဆံမဖြစ်သူကဘာမှမထူးဆန်းတဲ့အချိန်မှာဆံအဲ့အချိန်လုံးကအိုင်နာတော့ခွင့်မှာဆာလဖာအနောက်ရောက်လာလားဆိုလို့ဆံမဖြစ်သူကလည်းဟုတ်တယ်လို့ပြောလိုက်ပြီးရှင်တို့လည်းဘလို့သိရလဲလို့မေးလိုက်ရာဒင်းတို့လည်းတခုခုသဘောပေါက်သွားကြပါတယ်ညာဘမိုးရီရွာနေတဲ့အချိန်မှာတော့ဆန်အိပ်ပျော်နေပြီးဒင်းကတော့အမှုကြောင့်ဆုတ်တန်းနေတဲ့အချိန်ရုတ်တရက်ဆိုသလိုဘရင်ဘတ်ပေါ်မှာကက်စီယိုတွေ့လိုက်ရတာကြောင့်ဒင်းလည်းတော့ကြည့်လိုက်ပြီးထုံးစံအတိုင်းဘာမှမတွေ့ရဖြစ်နေပြန်ပါတယ်အတံမလန်နေကြောင်ဆန်လည်းနိုးလာပြီးဒင်းကိုဘာဖြစ်တာလဲလို့မေးကြည့်ရာဒင်းကကက်စီယိုတွေ့နေကြောင်ပြောနေပြီးမနက်ကလည်းကားမောင်းနေရင်ကားလမ်းတစ်ဘေးမှာသူတွေ့ခဲ့တယ်လို့ပြောပြလိုက်ပါတယ် ဆန်အားတော့ဒင်းဟာကက်စီယံကကျေကျေတဲ့တင်ပေါ်ကနေမလွတ်မြောက်နိုင်ဘူးဆိုပြီးမင်းမဲပြောခဲ့တာလीအဲ့ဒါကြောင့်အခုဖြစ်နေတာကက်စီယံမဟုတ်နိုင်ပါဘူးသွှျှော့လိုက်ပါလို့ပြောနေပြီမင်းဒင်းကတော့အားမလို့အားမရဖြစ်နေပြီငါသူ့ကိုစူးစမ်းခဲ့ခဲ့တာနဲ့သူဟာလွန်လွှတ်လျှော့ခဲ့ရလို့ပြောနေပြီဒင်းဟာကက်စီယံကိုမကယ်နိုင်ခဲ့တဲ့အတွက်သူ့ကိုသူအပြစ်တင်နေပါတယ်ဒီလိုသေပုံနဲ့မှာဒင်းတို့အုပ်စုဟာထွက်ပေါက်ကိုလိုက်ချနေကြပြီတလန်လုံးမှာတမန်တော်ဤကစီရရတော့ဖြစ်ပါမလားဖြစ်ပါမလားတမန်တော်တွေကဝင်ခွင့်ရမှာမလားဆိုပြီးဒီပြေတော့တော့နဲ့ပြောလာပါတယ်ဒင်းရတော့စကားမရှိနဲ့ကန်ငါတို့မင်းကိုရအောင်ကဲထုတ်သွားမှာလို့လင်းလျက်စာပြန်ပြောလိုက်ပါတယ် ဒီလိုလေတောင်းဟောတာထွက်ပေါက်နာဖြစ်လာတော့ဒင်းရဘန်ဒီကိုသူ့ရဲ့လက်မောင်းထဲမှာအစီအနဲ့ထည့်လိုက်ပြီးထွက်ပေါက်စီကိုကန်စီယံနဲ့အတူချီတက်လာခဲ့ပါတယ်။အဲဒီအချိန်မှာဇလိုက်ကျော်လက်ဗီယာတန်တွေရောက်လာပြီးဒင်းတို့ကိုတက်ခိုက်ကြရာဒင်းတို့လည်းပြက်ခုခံပြီးတွတ်တွတ်မြတ်လက်ဗီယာတန်တွေကိုအဆုံးသတ်ပြစ်လိုက်ပါတယ်။ဒီလိုနဲ့ဒင်းလည်းအပေါက်ထဲဝင်ပြီးကန်စီယံလက်ကမ်းပြရာကန်စီယံကတော့ဒင်းရဲ့လက်ကိုမဆုပ်ကင်လာပဲအားလျှောက်လိုက်ရင်အနောက်မှနေပြီးကြံရိတ်ခဲ့တာပဲဖြစ်ပါတယ်။ ထရော်လီရတော့ဖမ်းလာတဲ့သူတွေကိုစမ်းစာပြပြီးအရေးပဲဖော်ခိုင်းတွေကစောရခတ်တဲ့သူတွေကိုလည်းသူ့အိမ်အောင်လုပ်ပြီးပညာပေးနေရင်ကြံတဲ့သူတွေကတော့စမ်းစာဟာတယောက်စာလို့ပြောလို့ပြောပြောင်းမြန်ကန်ပြီးဖတ်လို့ဖတ်နေခရော်လီတယောက်လည်းဒီကောင်းနေနေမဖြစ်ပါဘူးဆိုတာအတော်လေးစိတ်ညစ်နေရပါတယ်တစ်ဖက်မှာတော့ဒေတာကကေဗင်ရဲ့အယောက်ထွက်လာတော့ရောက်ရောက်ချင်းပဲမစ္စထရန့်ရဲ့ပရိသတ်ကိုအရင်ကြီးလိုက်ရပါတယ်ပြီးတော့မှပဲသူ့ရဲ့အထုပ်ကိုမစ္စထရန်ကိုပေးလိုက်ပြီးသူကတော့အိမ်သာသွားချင်လို့ဆိုတာကေဗင်ကိုလမ်းမီနေပါတယ် မစ္စထရာတော့အထောက်အကူထုတ်ကြည့်ပြီးသူတောင်းလာအများကြီးကိုဘာဖြစ်လို့နည်းနည်းပဲယူလာလဲလို့ပြောနေပြီ။ဒေတာတော့အစာပိုင်းတော့အခုလိုပေါ့တဖြည်းဖြည်းနဲ့နားလာပါမှာလို့ပြောနေရင်လက်ထပ်သွားတဲ့ဒေတာကိုငေးကြည့်နေတဲ့ကေဗင်လည်းအမေဖြစ်သူရဲ့မျက်စောင်းတံကိုခံလိုက်ရပါတယ်။အတော်ကြာတော့မှဒေတာတယောက်ပြောင်းလာတော့မစ္စထရာကဘုံတလုံးတိစားဖို့အတွက်လုံလောက်တဲ့ပစ္စည်းတွေကိုဘာဖြစ်လို့တခါလဲယူမလာလဲလို့ထင်မိပါတယ်။ဒေတာကတော့ဝိုင်းရဲ့ရောက်ဝဲတမပီးပြီးပြဲသူတို့တွေပို့လို့ချင်လို့ရှိရင်အခုချက်ချင်းပဲပတ်စံပေးရမယ်လို့ပြောလိုက်တာကြောင့်မစ္စထရာကဒေါသထွက်ထွက်နဲ့ပတ်စံရည်တော့ယူဖို့အတွက်ကေဗင်ကိုပြောလိုက်ပါတယ်။ ဒီလိုနဲ့ကေဗင်တရားအခန်းထဲကိုဝင်သွားတော့ဘရင်မော့တစ်ခုရှိမှရှိတယ်။ထားချန်စီဟာဖျက်ခံထားရတာကိုတွေ့လိုက်ရပြီ။အမြန်ပြန်ပြီးလာကသူ့အမေကိုပြောနေတဲ့အချိန်မှာပဲခလိုလီနဲ့တခြားနောက်ဆိုးတစ်ကောင်ကအခန်းထဲကိုရောက်နေပြီပဲဖြစ်ပါတယ်။ခလိုလီကဝင်းဝင်းလာချင်းစကားများနေတဲ့ဒေတာကိုဖျက်ပစ်လိုက်ပြီးအခြားနောက်ဆိုးကိုမစ္စဒရန်ကိုရှင်းခိုင်းလိုက်ကသူကတော့ကေဗင်နဲ့တူပြောက်သွားပါတယ်။မစ္စဒရန်ကတော့သူ့ကိုလာတိုက်ဖို့ပြင်နေတဲ့နောက်ဆိုးကိုပိတ်ရင်နဲ့ပတ်လိုက်ပြီးနေရာကနေထွက်ပြေးသွားပါတယ်။ဒင်းတို့ဘက်မှာတော့ဒင်းဟာမျက်နှာတင်းနေတော့သူ့ရဲ့နောက်ကနေဒင်းတို့ပြပြတတကြီးခေါ်လိုက်တယ်။ကန်စီရဲ့အတန်ကိုကြားလိုက်ရပါတယ်။ ဒင်းလေအစားတော့မယုံသင်္ကာဖြစ်နေပေမယ့်တကယ်ကြီးကက်စီရပြောင်းလာတာကြောင့်ဒင်းလေဝမ်းသာနေပြီးဆန်အောင်တော့ပြောလိုက်ကဒင်းရဆန်လေကက်စီရကိုဘလို့ရောက်လာလဲလို့မေးနေကြပြီးကက်စီရကတော့သူလည်းမသိဘူးလာဗီယာစင်သူ့လက်ကလိုက်နေလို့ပြင်းနေနေဒီကိုရောက်လာပဲလို့ပြောနေပြီးလူလောကကိုသူပြန်ရောက်လာပေမယ့်ဒင်းတို့စီကိုလာဖို့အတွက်တော့စွမ်းရနေနေတယ်လို့မယောက်လာတရားဖြစ်တယ်လို့ပြောနေပြီးလက်ရှိမှာသူ့ကိုသူတက်ရှင်းအောင်လုပ်ရအောင်ဆိုတာထွက်သွားပါတယ်ဒင်းရတော့သူဟာကြိုးတက်တဲ့ပုံကနေလွတ်လာခဲ့တဲ့အကြောင်းကအစားအဲ့ညမှာသူဖြတ်တန်းခဲ့တဲ့အရာတွေအကုန်လုံးမှတ်မိနေပြီကက်စီရကြတော့ဘာလို့ဘာမှမှတ်မိရအောင်မသိငါဖြစ်နေပါလေ ဒီလိုနဲ့ပဲသူတို့လျှောက်တဲ့လိုင်းနေတဲ့အမှုစီကိုပြောင်းသွားပြီးဆန်အားလူပြောက်တဲ့သူတွေထဲမှာထူးထူးခြားခြားအရှင်းဆက်ဆက်တာတွေဘာမှမရှိသေးဘူးဆိုတာပျောက်ဆုံးသူတွေရဲ့နာမည်စင်းကိုချုပ်ပြနေပါတယ်။ကန်စီရကလည်းဆန်ရဲ့နောက်ကနေနာမည်တွေလိုက်ပြီးချုပ်ပြနေရကြအောင်ဒင်းတို့လည်းအံ့ဩသွားပြီးကန်စီရကိုဘလို့သိနေရလဲလို့မေးလိုက်ရ။ကန်စီရကသူတို့အားလုံးကနောက်ဖြစ်လာမယ်ရှင်းပြတမန်တော်တွေပဲလို့ပြောလိုက်ပါတယ်။တချိန်တည်းမှာရှင်းပြော်တမန်တော်ကနှစ်ယောက်ရှိလို့မရတာကြောင့်ကေဗင်မတိုင်ခင်ကတယောက်ကတည်သွားခဲ့တာဖြစ်ပြီးလက်ရှိမှာကေဗင်ဟာရှင်းပြော်တမန်တော်ဖြစ်လာသလိုကေဗင်တည်ပြီးလို့ရှိရင်လည်းသူတို့တွေထဲကတယောက်ကရှင်းပြော်တမန်တော်ဖြစ်လာမှာပဲလို့ပြောပြလိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲ Mrs. Tracy ကနေ Sancio ဖုန်းဆက်လာပြီးကေဗင်ကို Crowley တို့ဖမ်းသွားပြီလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ပဲဒင်းတို့လည်းအကြောင်းစုံကိုသိလိုက်ရပြီး data နဲ့ချိန်လိုက်ရဲ့စီကိုရောက်သွားကြကဒင်းဟာ Cass ကဘာဖြစ်လို့လက်လျှော့ခဲ့လဲဆိုတာကိုတွေးနေရင် Cass ကိုကားပြုံခေါ်ထုတ်သွားခဲ့လိုက်ပါတယ်။အပြုံရောက်တော့ Cassie ကိုမင်းကဘာလဲငါ့အမေကိုခေါ်ထုတ်သွားနိုင်တယ်ဆိုတာကိုမင်းကမယုံတာလားလို့ချန်တွေးနေပြီ။ Cassie ကတော့အဲ့လိုမဟုတ်ပါဘူး။ငါတကယ်တော့လက်လျှော့ခဲ့တာမဟုတ်ပါဘူးလို့ရှင်းပြဖို့အစချင်နေတော့ Mrs. Tran ရောက်လာပါတယ်။ ရောက်လာတဲ့ Mrs. Dran ဟာအเจ้าဆိုတချင်ပြပြီးသူတို့ဒီ Crowley ကိုတီးဖို့အတွက်စုံမတကောင်နဲ့ပူပေါင်းမိပြီးအဲရနေစပြီးစောင်းတိုင်းမိုက်တေသောတက်ခါတာပဲလို့ပြောလိုက်ပါတယ်။ဆန်တို့ကလည်းလက်ရှိမှာ Kevin ကိုဘယ်လိုဖမ်းခေါ်သွားလဲဆိုတာကိုတီးဖို့အတွက်ကနည်းနည်းတော့ခက်ခဲမယ်လို့ပြောလိုက်တာကြောင့် Mrs. Dran ကကားနောက်ဖုံဖွင့်ပြလိုက်ပြီးကားနောက်ခန်းထဲမှာတော့ Mrs. Dran ကိုတီးမဲ့နေဆိုထောက်ချောက်တဲထင်လာပြီးကျိုးတို့ပြီးဘန်းလာတာကိုတွေ့လိုက်ရတာကြောင့်ဒဲလေအဆင်သင့်မဲဆိုပြီးဓာတ်အောင်ထုတ်လိုက်ခါစကြောကြီးကိုစတင်လိုက်ပါတယ်။ တစ်ဖက်ကကေဗင်ဘက်မှာလဲခေါ်လီယာကျန်းစာအောင်အတင်းဖက်ခိုင်းနေပြီးချောတကာ6တခဲနဲ့လုံနေကကေဗင်ကိုလည်းအချုံးပြေလို့ရှိရင်တက်ပစ်မယ်လို့ပြောနေပြီးမင်းသိလို့ရှိရင်တော့ဒီတရသူတွေဟာမင်းရဲ့နေရာကိုရွတ်မှာပဲဆိုကချင်းချောက်နေရင်အနားမှာရှိနေတဲ့လူတယောက်ကိုလည်းလက်လေးတစ်ချက်ကွေးကိုလည်းပေါက်ကွေးထအောင်လုပ်ပြလိုက်ပါတယ်ဒါမဲ့ကေဗင်ကတော်တော်မလုပ်လို့သူ့ရဲ့လက်ကိုဖျက်ချလိုက်တော့မှခေါ်လီယာတကယ်လို့တွေဟာဆိုပြီးအနေဘက်ကိုဖော်ပေးမဲ့အကြောင်းကိုစပြီးပြောပြပါတော့တယ် ဒီလိုနဲ့ကေဗင်လည်းတလုံးမကျန်ဖတ်ပြနေရကြအောင်ခရော့လီလည်းစိတ်မရှိတော့ဘဲအဓိကအထိတ်ပဲဟိုသာကြော်ပြီးဖတ်ဖို့အတွက်ငကူးစားလုံးနေပြီကေဗင်ကတော့ဖတ်ပြရင်ဖတ်ပြရင်နဲ့မရေတကားကြောက်ရလာတော့ခရော့လီလည်းမျိုးလုံးတွေအချောင်လက်လာပြီးပြုံးလာပါတယ်အဲ့ဒီအချိန်မှာဒင်းတို့ပါရလာကြပြီကားထဲမှာတော့ခရော်လီတယောက်အကြည့်ရုံမှာဆိုလို့မစ္စဒရန်ကိုတတိကပ်ပြီးထားခဲ့ကြတာဒင်းတို့ကတော့နတ်ဆိုးတွေကိုတီးရင်တီးရင်နဲ့တဖြည်းဖြည်းနဲ့အထဲကိုဝင်လာခဲ့ကြပါတယ်အထဲရောက်တော့ဒင်းမက်ဆန်ကလမ်းခွဲသွားကြပြီဒင်းကတော့ကက်စီယန်နဲ့အတူခရော်လီကိုရှာဖို့တက်သွားပါတယ် ဒီချိန်တစ်ဖက်မှာတော့ကေဗင်ဟာငရဲတကားပိန်ကြီးဖွင့်ပြီးအပါဝင်လက်ထက်ကဘာပေါ်မှာရှိတယ်ဖျားသခင်ကြီးရဲ့စံစာတွေအများကြီးရှိသေးကြောင်းမှပြောပြနေပါတယ်။ဒင်းကတော့လမ်းမှာတူးစီမှနတ်ဆိုးတဲ့အကုံလုံးကိုကန်စီနဲ့တူပေါက်တိနေပြီးတကားပေါက်တစ်ခုနားအောင်ရောက်လာပါတယ်။ဒင်းလည်းတကားကိုဖျက်ဖို့အတွက်အချင်းချင်းစူးစမ်းပြီးမြင်လုံးဝအဆင်မပြေဖြစ်နေရကြောင်းကန်စီရဲ့ဘယ်အစွမ်းတစ်ချက်ပြတ်လိုက်ပြီးတယ်လီဖုန်းနဲ့အထဲကိုဝင်သွားလိုက်ပါတယ်။အထဲမှာတော့သူတို့ထင်တာသလိုပဲခရော်လီနဲ့ကေဗင်ကိုတွေ့လိုက်ရပြီးခရော်လီကတော့ကန်စီကိုမြင်လိုက်ရကြောင်းကြောက်တောင်ဖြစ်သွားပြီးမြင်ဟန်ကိုလိုက်ပြီး Hello ကဲဆိုပြီးနှုတ်ဆက်လိုက်ပါတယ်။ ဒီလိုနဲ့ကက်စီရဲ့လည်းငွေထားအောင်ထုတ်လိုက်ပြီးခေါ်လီကလည်းသူ့မှာရှိတဲ့ငွေထားအောင်ထုတ်လိုက်ကလျှောက်သားကောင်းမွန်ဆိုင်နေခေးလိုက်ကြပါတယ်ခေါ်လီတယောက်ကအစားတော်ချိန်နေပေမဲ့ကက်စီရဲ့ပုံကအာသိပ်ပြည်တဲ့ပုံဖြစ်နေရကြောင်းကက်စီရဲ့တယောက်သူ့ကိုကောင်းကောင်းမတိုက်ခိုင်းနိုင်ပါဘူးလို့တွေးနေပေမဲ့ကက်စီကတော့သူ့ရဲ့တမန်တော်အယောင်ဝါတွေပေါ်ထုတ်ပြလိုက်တော့မှခေါ်လီတယောက်လည်းကြောက်ရှိပန်းပြီးတော့ထွက်ပြေးဖို့အတွက်ကျန်းစာကိုလမ်းဆွဲလိုက်ပြီးပါတယ်ဒါမဲ့ကက်စီကစန်းစာကိုလည်းနဲ့ပိတ်ရလိုက်ပြီးကန်ကောင်းချင်တော့စန်းစာကနှချမ်းကွေးသွားပြီမဲ့ကန်ဆိုးချင်တော့တစ်ချမ်းရတော့ခရိုလီစီကိုရောက်သွားခါခရိုလီလည်းစန်းစာတစ်ဝက်နဲ့ပြောက်ကွယ်သွားပါတယ် အဲ့ဒီအချိန်မှာဒင်းလည်းအခန်းထဲကိုရောက်လာပြီးကန်စီယာကတော့အားကုန်ကလဲကျသွားပါတယ်။ကယ်ဗင်တယောက်ကတော့သူ့မေသေးပြီးလို့ထင်နေပြီးအခုလည်းလောလောလတ်လတ်လက်တစ်ဖက်အဖြတ်ခံလာရတာကြောင့်ဒေါသထွက်နေကမရေတကားကိုအပိသက်ပိတ်ပစ်ပြီးတော့အဲ့နဲ့ဆိုးဆိုးတဲ့ကောင်းတဲ့အကုန်လုံးကိုဖိပိတ်ကပ်ပြစ်မယ်လို့ကြိုးဝါနေပါတယ်။ဒင်းကတော့ခရော့လီကိုသူ့မပပဲတကောင်ထဲသွားပြီးမိုက်ကြီးခွဲတဲ့အတွက်ကန်စီယာကိုဆုနေပြီးကျေးဇူးသက်တဲ့ပုံမှာလည်းသူ့ရဲ့စကားကိုနားမထောင်ပဲလက်ချော့လိုက်တဲ့အကြောင်းပြောနေပါတယ်။ဒါမဲ့ကန်စီယာတော့သူ့ချစ်ချစ်လေးစိတ်ဆိုးမှဆိုလို့အဲ့ဒါကြီးကအဲ့လိုမဟုတ်ပါဘူးတင်ရငါရှင်းပြပါမယ်ဆိုပြီးဒင်းရဲ့နဖူကိုဖိဖိလေးထိလိုက်ပါတယ် ဒီနေရာကိုအပေါက်ဝါစီကိုထွက်ပေးလာခဲ့ပြီသူ့ရဲ့နောက်မှာကန်စီရကြံနေခဲ့ရကြအောင်လက်ကမ်းပေးလိုက်ပေမယ့်ကန်စီရကသူစားခဲ့တဲ့ဇလံကိုသူရှင်းရမှာပဲဆိုတာဒင်းကန်ပြီးရဲ့လက်ကိုသူဟာဖြည်းဖြည်းချင်းပဲဖိချခဲ့လိုက်ပါတယ်ပြီးရနဲ့ဒင်းကိုလည်းငါ့အမင်းထဲအစာမမတော့တမ်းပါပါတယ်ငါဒီကျိုးသတဲ့ပုံထဲမှာလုတ်ခဲ့မိတဲ့အမားတွေအတွက်ငါကငါပြန်ပြီးတရှင်းလို့ရအောင်မယ်ဆိုပြီးနေခဲ့တာပြောင်းမင်းရဲ့နောက်ကိုငါအခုချိန်မှာမလိုက်ခဲ့သေးရလို့ပြောပြလိုက်ပါတယ်ပြီးရနဲ့တလက်စားတဲ့တငယ်ချင်းမင်းဘသူ့ကိုမှအချိန်တိုင်းမှာမကောက်ခွင့်နိုင်ပါဘူးလို့ပြောလိုက်ပါတယ် အဲ့လိုပြောနေတဲ့အချိန်မှာပဲရုတ်တရက်ဆိုသလိုကန်စီယေဟာအဖြူအောင်ရုံးခဲတစ်ခုတည်းဟာနာအိုမီဆိုတဲ့တမန်တော်ရှုပ်ရောက်သွားပါတယ်။နာအိုမီကတော့ကန်စီယေကိုမင်းကိုကယ်လာတာငါပဲဆိုပြီးမိတ်ဆက်နေကဒါကောင်းကင်ဘုံရဲ့တနည်းအားပဲလို့ပြောပြလိုက်ပါတယ်။ပြီးရတယ်မင်းကောင်းကင်ဘုံမှာလုပ်ခဲ့တဲ့အရာတွေအတွက်ပေးဆက်ရမယ်ဆိုတာဒင်းမြက်ဆိုင်ရဲ့အနားမှာနေပြီးလို့ရှိရင်သူတို့လုပ်တာတွေအကုန်လုံးငါ့ကိုတင်ပြပို့လို့ပြောလိုက်ပြီးအခုချိန်နေချပြီးသူတို့လုပ်ခဲ့တာတွေအားလုံးပြောပြပါလို့ပြောလိုက်ပါတယ်။ ဒီချိန်မှာကက်ဆီယာတယောက်ကသူ့ရဲ့ပါဇက်ကနေအကုန်လုံးကိုခေးသိတွင်ချအကုန်လုံးပြပြလိုက်မိတာကြောင့်အန်ဟောနေပြီနာအိုမီကတော့မင်းဒီကိုရွှေ့လာတာတော့သူတို့တွေကဒေတာမျိုးကမဟုတ်ပါဘူးကဲအခုတော့ပြန်လို့ရပြီလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ပဲကက်ဆီယာလည်းပြောင်းလာပြီဒင်းကတော့သူတို့နဲ့ပူပေါင်းမှုပြောနေပါတယ်ကက်ဆီယာလည်းကျွန်တော်တို့နဲ့ဒါပေါ်ပူပေါင်းမှာပါလို့ပြောနေပြီမယ်ဒင်းကတော့ကက်ဆီယာကိုခလေးလေးကြည့်လိုက်ရင်ခေါင်းညိတ်ကမှိုက်တန်တန်နဲ့နေရာနဲ့ထွက်သွားပါတယ်